လာညာချမ်းလေးပါခင်ဗျာဒီကနေ့ညတင်ဆက်ပေးမယ့်ဇလန်းလေးကတော့စာရေးသူမောင်မိုင်းညူချောင်းဦးရေးသားတာတဲ့မိုက်တဲ့နေရာမှာနှယောင်းမရှိတဲ့လူမကြီးတောင်းကြီးလိုအမိအားတဲ့လူမိုက်ဇလန်းကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဇလန်းလေးမတင်ဆက်ခင်ပါလေကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့ဘေးနားက노ဒီခေါင်းလောင်းလေးကိုနှိပ်ပေးထားခဲ့ဖို့အားလုံးကိုတောင်းဆိုအပ်ပါတယ်ခင်ဗျာ 1950ပြည့်နှစ်လွေဦးကာလသို့မဟုတ်တောကြောင်တို့လက်ကမောင်းခတ်ချေပြည်တွင်တောင်းညမ်းမှုကာလကိုယ်တန်းရွှေရွာလေးတည်လေအကြမ်းဖက်တောင်းညမ်းမှုမီလီယံကြားမှာကြီးလန့်ဆာဆာဖြစ်နေရသည်ငှက်ကြီးတော်တလွယ်ကိုတော့ကြောမှတိုင်းလွေထားတဲ့တောင်းကြီးအုံခုံရောင်မြင်းကြီးကိုကြာဖို့နဲ့တွှျှွှန်းရရင်းနဲ့ရွာလေလမ်းမတိုင်းအပြေးနှင်လာပါတယ် တဖြောင်းဖြောင်းမြည်ဟင်းဆူညံနေတဲ့မြင်းခွတန်ကမုံတိုင်းထန်တီတို့ရှိပါသေး။ရှင်ပြုတ်လူပွဲကျင်းပါရာမန်းတက်ရှိအရောက်မှာတော့မြင်းဆက်ကျူးကိုတုံငနဲ့ဆွဲပြေလိုက်ပါသေး။ထိတ်လန့်ဖွယ်ကျေလောင်တဲ့ခီတန်ကြီးဖြစ်မြင်းကြီးကဗဒက်ရက်လို့သွားပါသေး။အလူပွဲမှာပျော်ရွှင်ပြီးတော့ရေမောနေကြတဲ့လူတန်သူတန်များကတော့ ရုတ်တရက်ကြီးပြင်ငိန်ကြလို့သွားပါတော့တယ်အာလုံးရင် မျက်လုံးများက မြင်းကြီးပေါ်မှာတောင်းကြည့်ထမ်းတို့ပါ သူကမြင်းပေါ်မှာခုံဆင်းလိုက်ပါတယ်မန်တက်အဝင် ဝလုံးတိုင်းမှာမြင်းကိုချီပြီးတော့မန်တက်ထဲကိုဝင်ပါတယ်တောင်းကျန်းသူအဖွဲတစ်ခုကြီးစက်ကြီးတောင်းဝခံတောင်းကြည့်ဖယိုဖရဲစပင်အချို့ကရနာပေါ်ဖုံးအုပ်နေတော်လေဖက်ထန်ရိုင်းဆိုင်ချင်းက အထင်းသားပေါ်လွင်လို့နေပါတယ် အပေါ်ပိုင်းဗလာချင်းပြီးတော့ရှမ်းပေါင်းမိကိုကြော်ရဲစွာဝှစ်စင်ထားပါလေ။တရှိကိုကြောတိုင်းထားပြီးတော့မြင်းကြဖို့ကိုကင်ထားတဲ့သူ့ပုံမှာအများကြီးအမြင်ပါတော့မကောင်းဆိုးဝါးတကောင်တို့ပင်ရှိပါတော့တယ်။မြင်းခွာတန်ကြားကလေးကအလူရှင်နဲ့ရွာသားများမှာရှင်တမမပါ။အေးအလူရှင်ဇနီးမောင်နဲ့တောင်းကြီးတို့ရံကျွေးဇလံတစ်ပုဒ်ကိုတရွာလုံးသိကြတယ်မဟုတ်ပါလား။ လွန်ခဲ့တဲ့9နှစ်ကျော်အတိတ်ကလူရန်ကတောင်းကြည့်တယောက်လင်းရှိမိမချောမိဆန်းတီကိုမှတဏ္ဍဆွဲဖြစ်ခဲ့လေးပါရည်တေးရီတကိုးဖြစ်စိတ်ရိုင်းစရာနောက်လာရင်းနဲ့မိဆန်းတီအလိုမတူပဲနဲ့ဆွဲခေါ်ခဲ့ပါရည်ဇာသဝတ်တရားသူကြီးကရတတကြီးဥပဒေအရကျိန်တန်ဆယ်ကျန်းနဲ့ထောင်6လအပြည့်ပေးခဲ့လေးပါရည်သူက나ကြီးစွာကျိန်သွားပါရည် သူ့ရန်ကြောင့်မိဆန်းတီတို့လင်မယာတရရကြီးရှောင်ပြေးခဲ့ရလေပါလေ။တောင်းကြီးကတော့ထောင်ထဲမှာအတ္တိယရဖို့မစင်စားပါ။လူစရိုက်တဲ့ပညာများကိုစူးစမ်းတင်ယူရင်းနဲ့ထောင်ကလွတ်တာနဲ့ထောင်ထွက်လူမကြီးအဖြစ်ခံယူလိုက်ပါတော့ဒီ။ရက်ဆက်ကြမ်းကြုတ်တော့ဂျိုင်းဆိုင်ခတ်ထန်တော့သူ့ဒလေးစရိုက်ကြောင့်ပြိုင်မမရှိအမိုက်တရပူစောင်းခဲ့လေပါလေ။ တကြီးတော်ဝန်ခံဖြစ်သောအခါမှလည်းပြောပွဲရာမရှိတော့ပါ။ကျုံမှပတ်စပ်မှုအပေါင်းဖြင့်မိုက်ကွန်ဝင်ပါတော့တယ်။မိစန်းဒီတို့လည်းများကတောင်းကြည့်တဲ့တင်းကိုကြားတော်ကြားပါလေ။ရွာကိုတခါတည်းရမှသာလာတတ်သည်ဟူသောတင်းကြောင့်လကောင်းနေ့အတန်းကြာကြာမြင့်ခဲ့ပြီးဖြည့်၍လကောင်းစိတ်ပြေလောက်ပါပြီဟုရော့ရော့ပေါ့ပေါ့တွေးကမိဘများရှိတဲ့ရွာကိုပြန်လာပြီးတော့ သားကလေးကိုရှင်ပြုပေးခြင်းလည်းဖြစ်ပါလေ။ကြည်ရည်ဝမ်းသာနေသူကတော့တောင်းကြည့်ပါ။ရှံကျွေးကိုလှလှပပကြီးလက်စားချီကဆက်ရပါတော့မေ။ယခုအလူအကျိုးနေမှာပင်သူရောက်လာပြီမဟုတ်ပါလား။သူကမန်းတက်တဲ့သူဒေါသမီလျံတို့လောင်မြိုက်နေတဲ့ခန္ဓာကိုယ်ဖြစ်ဝင်သွားပါလေ။မိဆန်းသည့်ထွက်ခဲ့စမ်း။မိဆန်းသည့် နေတို့ထောင်ထဲပို့ခဲ့တယ်တောင်းကြည့်လေငါကိုနောက်တစ်ကြိမ်ထောင်ထဲပို့ရအောင်ထွက်ခဲ့ကြလေထွက်ခဲ့ကြစမ်းပါငရဲပွက်တည်းလားအကြိမ်ကြိမ်အော်ဟစ်လို့နေပါတယ်အတိတ်ကအကြောင်းတွေကိုမေးလိုက်ပါငါတူရင်မိစန်းတီဖခင်ကြီးကထွက်လာပြီးတော့ဖြောင်းပြပါတယ်ဘာဖြစ်သူကဒေါသတကြီးပြေးသွားပြီးတော့အဖိုးအကြီးရင်ဘက်ကို စောင့်ပြီးတော့တွန်းလိုက်ပါလေ။လွယ်စင်လဲကြသွားတဲ့အဖိုးအားလူတစ်ယောက်ကတော့ဝင်လာဖေးထူပါလေ။ဂျွာဤခိုင်းဘက်ကလေးမြာအေးပါ။သူကမြာအေးကိုစစ်စင်ကြည့်ပါလေ။ထိုးနောက်မှာတော့ပြေကံလိုက်ပါလေ။မြာအေးလည်းခွေကနေလဲကြသွားပါလေ။သူကတဟားဟားရေမော်ရင်းနဲ့ညင်းကြဖို့ကိုအာကုန်တွေကအဆက်မပြေရိုက်ပါလေ။မြာအေးခမညာမြေကြီးပေါ်မှာလူးလေရင်းနဲ့ နောက်ဆုံးမှာတော့မေးမျောသွားရှာပါတယ်ထိုအခါမှအရိုက်ရက်ပြီးတော့မန်းတပ်ထဲကထွက်ပါတယ်ရှက်နေတဲ့မြင်းကြီးပေါ်လွှားကနေခုန်တက်လိုက်ပြီးတော့ကြာဖို့ဖြစ်ရွှန်းကနေရိုက်ပါတယ်ခြိထားတဲ့ကြိုးကိုမပြည့်၍မြင်းလန့်အခုံမှာ မန်းတပ်ကရိမ့်ထိုးသွားပါတယ်ဟာကနေအာမေနေတဲ့နေ့အတူအားလုံးကတော့ထိတ်လန့်သွားကြလေပါတယ်သူကတော့မြင်းကို ကြာဖို့နဲ့အဆက်မပြေရိုက်ပါလေ။မြင်းကကစုံပေါက်ပြီးတော့ရုံးကန်လိုက်တိုင်းမှာမန်တပ်တစ်ခုလုံးရိန်ထိုးလာပြီးတော့မကြာမီမှာပင်ဘောလုံးတိုင်းဖြောင်းကနေကျိုးသွားပြီးတော့ဝါရမ်းများအမိုးတက်ကေများဖယိုဖရဲလွှဲစင်ပြိုကျလိုလာပါလေ။ရှင်ပြုတ်အလှူပွဲလေးကိုတော့တောင်းကြည့်ဖြက်စီးလိုက်ပါပြီ။ဒီပေါ်မှာပြိုလဲပြက်စီးတဲ့မန်တပ်ကိုကြည့်ရင်းနဲ့သူကတော့မကောင်းဆိုးဝါးတစ်ကောင်ပေါ်မှာ ဟာဟာရေမောလေးရှိပါတော့တယ်။လွေဦးတွေအလီလီပြောင်းခဲ့ပါပြီ။ခစ်တွေကလည်းတခိပီးတခိ။သို့ပါတော့လေ။တောင်းကြည့်မရိုင်းမှုကတော့မပြောင်းလဲပါ။တောင်းချမ်းမှုကာလကလူတက်ပါတယ်။ဓမြတိုက်ပါတယ်။မကောင်းမှုမှန်တယ်များတခုမကြံလောက်ပါတယ်။အလင်းဝင်ပြီးတော့လေ။ညင်ကိုမပြောင်းပါ။ဇရိုက်ကိုမစွန့်ပါ။ဓမြတိုက်မြေလူတက်မြေ မကောင်းမှုလုပ်မြဲပါအရှောင်တိန်ပညာရေးတပကန်းခတ်တက်နေပြီးတော့ဖမ်းဆီးလိုက်တိုင်းမှာဆုံထောက်မရမှုဖြင့်ပိတ်သိမ်းလိုက်ရတဲ့အမှုများတရားရုံးမှာတရားရှင်တရားသည်ဖြင့်လှုပ်ပေးလိုက်ရတဲ့အမှုများသာဖြစ်နေပါလေသူ၏ရက်ဆက်ရုံမှမူကောက်ကျင်မှုတို့ကြောင့်လေအမှုများ၌သက်တည်မရှိဖြစ်ခဲ့ရပါလေ1988ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ လူသားများမှုတစ်ခုမှာတော့စကံမှုဦးထင်းမောင်ကြီးရဲဆွမ်းတတိနှင့်လုံလဝရိယကြောင့်ခြေထောက်မှာတနတ်ထံအဖြစ်အရှင်ဖန်းစီရမိလိုက်ပါလေသူ့ဤဓမြကန်းကြီးလေပြိုခွဲသွားခဲ့လေပါလေသူ့တို့လူယုံမှာတခုကို အသေးပြစ်ပြီးတော့မဖမ်းတဲ့အတွက်စကံမှုဦးထင်းမောင်ဟာခင်မင်းသူများက အပြည့်ပြောခဲ့ကြပါလေတောင်းကြီးကံကလေမဆိုးပါ ြည်မှုဆိုင်ရာဥပဒေအရ1900နှစ်ကြားခဲ့တော်လေလုံငင်းချမ်းသာခွင့်အမှတ်နှင်းမြင်းဆောင်80ပြည့်ထောင်မှလွတ်ပြန်ပါလေသို့ပါတော်လေစကမ်းမိုးဦးထေးမောင်ကလစ်လူမရှိထားတော့ပါလူစိုးအညွန်းမာတိက စာချက်များရေးဖွင့်ခြင်းအထုပ်ပတ္တိရာဇဝင် လူစိုးဖိုင်ဖွင့်ခြင်းဓပုံမတန်းတင်ခြင်းတို့ဆောင်ရွက်ပြီးတော့မျက်ခြေမပြတ်စောင့်ကြည့်နေပါလေ လူကောင်းသူကောင်းတယောက်ဖြစ်လာဖို့ပညာပေးဆုံးပါပါလေဦးထေးမောင်ရဲ့အကြောင်းကိုသိတာကိုဖလန်ကစံတော့မလုပ်ရဲပါ အပြုံးဖြစ်လက်ခံနိုင်ယူမြဲပါ1982ခုနှစ်မှာတော့ဦးထေးမောင်ယာဒူးတက်ပြောင်းရှိသွားပြီးပြင်းမွန်လုံခြုံရေးစကမ်းမှုအဖြစ်လူရဲအုပ်စကမ်းမှုဦးစိန်ကျိုင်ရောက်ရှိလာပါလေဦးစိန်ကျိုင်ဒီလေဂျာဇဝဲမှုကြိုတင်ကာကွယ်ရေးအတွက်တောင်းကြည့်အပါဝင် လူဆိုးလူမိုက်အပေါင်းအားတွေ့ဆုံပြီးတော့ဆုံးမပါတယ်။ပညာပေးဟောပြောပါတယ်။စောင့်ကြည့်ပါတယ်။တောင်းကြည့်အတွက်တော့ကျဲပါဆောင်တည်တယ်လို့အရာမထင်ပါ။ဤကြားထဲမှပင် သူချေရလက်ရဟု သင်္ကာမကင်းဖွယ်တံများမှု လူရမှုတချို့ကပေါ်လာတတ်သေးပါတယ်။တောင်းကြည့်ကတော့မြက်ကန်းတစ်စီမကြောက်ပါဘူး။ကိုယ်တန်းရှိရွာလေးမှာဖြစ်ွားတဲ့လူသားမှုနဲ့ပတ်သက်ပြီးတော့ တရွာလုံးစိတ်မကောင်းကြပါကိုအမကြီးအတွက်အတနာကြီးတနာပြီးတော့သုတ်တက်တက်ဖြစ်နေကြပါလေကိုအမကြီးမှာကိုယ်တန်းရှိရွာသားဆစ်ဆစ်ဖြစ်ပါလေလူမမဲအရွယ်ကလေးကပင်မိဘတစ်ပါးကွယ်လွန်သွားခဲ့လေပါလေငယ်စဉ်ဘဝတရွာလုံးကြီးစီလူရစီ မျက်နှာငယ်မြအေးခိုင်းဘက်အလုပ်ဖြစ်ပေးတာယူကျွေးတာစားကကြည်ပြင်းလာရရှာပါလေ အရွယ်ရောက်လာတော့လေမြာအီးမှာ အပြစ်မဲ့သုံးငယ်တစ်ကောင်ပမာညီသူတူတယောက်ကိုမှအန်ရယ်မပြုခဲ့ဘူးပါမြို့တမုံစာမြတွေအနောက်အဆက်ပဲမပေးခဲ့ဘူးပါမတရားမှုဆိုတာဘာလဲခမရဟုပင်မေးရတော့မလောက်ပါ အပြစ်ကင်းသောကိုမြာအီးရိုးသောအသောကိုမြာအီးသူ့ဘော်အနိုင်ထက်ပြုကျင့်မှုများကိုသာဘဝတစ်လျှောက်လုံး တနာစပွဲငုတ်ခံလာရရှာသူဖူသူသောအကြောင်းများကြောင့်ပင် သူကိုဒီပါလုံးကတနာကြပါလေကျေနာကြပါလေချစ်ကြခင်ကြလေးပါလေထို့ကြောင့်ပင်ရင် လူသားမှုနှင့်ပတ်သက်ပြီးတော့မြားရေးအတွက်စိတ်မကောင်းဖြစ်နေကြခြင်းပင်ဖြစ်ပါလေထူဆန်းသည့်မှာလူသားမှုအတွက်အသက်ခံရသူမှာတော့မြားအေးမဟုတ်ပါ လူသားသမားကကိုမြားအေးပါ ကိုမြားရေးတလိုက်သူကတောင်းကြည့်ပါနှစ်ပေါင်းများစွာ လူမိုက်တရဖူဆောင်းပြီးတော့မိုက်ကုံဝင်ခဲ့တဲ့တောင်းကြည့်ဇန်နစ်တော်တေပွဲဝင်ရပါပြီလူတတ်မှုဖြင့်ကိုမြားရေးအချုပ်ကြထောင်ကြမှာ အစာအသောက်ဒုက္ခရောက်မှာအနည်းအထိုင်ကျင်းကြမှာစိတ်ဆင်းရဲနေရမှာကို တွေးပြီးတော့စိတ်မကောင်းဖြစ်နေကြသလောက်တောင်းကြည့်ကိုတော့တနာမဲ့သူမရှိ ကျေနာမဲ့သူနဲ့တီ တနာကျင်နိုင်လေဘသူမှသတိမရစိတ်ကူးတဲ့ပြင်မထဲမိကြပါတောင်းကြည့်ဆိုဒီမှာတော့လူပေါင်းများစွာကိုကြေကွဲဝမ်းနေကြအဖြစ်ဆိုးများနေကြုံတွေ့စီသူပူဆွေးဝမ်းနေခြင်းကြောင့်ကြလာတဲ့မျက်ရည်တို့ဖြင့်ရုံမှရိုင်းဆိုင်စွာခြေဆေးတတ်သူမဟုတ်ပါလားစကားမှုကြည့်တောင်းကြည့်တစ်ခေါင်းတော့မိုက်ဆက်တိမ့်သွားပြီဗျပစောင်းကြီးတစ်ပတ်ဖောင်းအောင် ကိုင်းနေငုံထားတဲ့ဂျွာလူကြီးဦးစောပေါ့စားကဦးစိန်ကြိုင်ကိုတွေ့တာနဲ့နှုတ်ခွန်းဆက်လိုက်ပါတယ်ဦးစောပေါ့စားစကားကြောင့်ဦးစိန်ကြိုင်စိတ်ထဲမှာတမျိုးကြီးဖြစ်သွားရပါတယ်တစ်ချိန်တည်းမှာပင်လူတတ်မှုများလားဟု တွေးမိလေးပါတယ်ဆက်ပြီးတော့သူ့ထက်မိုက်တဲ့လူမိုင်းနဲ့တွေ့သွားပြီထင်သည်ဟုလည်းတွေးမိလိုက်ပါတယ်ချက်ချင်းပင်ဦးစောပေါ့စားအား နေရာထိုင်ခင်းပေးပြီးတော့ဘလို့ဖြစ်တာလဲတကြီးရဲ့ဟုမေးပါတယ်။တောင်းကြည့်တော့နေလေကတည်သွားပြီ။အလောင်းလဲတခါတည်းတည်လာခဲ့တယ်။တတ်တဲ့လူကိုလေကျွန်တော်ခေါ်လာခဲ့တယ်။စကံမူကြည့်တော့တောင်းဝင်ပေါ့သွားပြီဗျ။စကားကိုကမန်းကရန်ပြောရင်းနဲ့ဦးစောပေါ့စားကအပြင်ထွက်ပြီးတော့ကိုနှစ်ထွေးထွေးပါတယ်။ပြီးတဲ့အခါမှာတော့လူတယောက်ကိုခေါ်ပြီးတော့ပြန်ဝင်လာပါတယ်။ တောင်းကြီးကိုတတ်တာသူပဲစကံမူ၏။မြာအေးတဲ့။ဦးစင်ကြံရင်ထဲမှာတော့ထူးထူးခြားခြားပင်တန်တော်ဖြစ်သွားရပါလေ။ကိုမြာအေးကိုသူကောင်းကောင်းသိပါလေ။သူနေ့ရဲဖွဲ့ဝင်များဂျွာလူကြီးဦးစောပေါ့စားကြီးအိမ်ရောက်တိုင်းမှာဤမြာအေးသည်လက်တို့လက်တောင်းရာထူးကို အပန်ယူထားသည်နှင့် အမဲရှိနေတတ်ပါလေ။ဂျွာလူကြီးခိုင်းရာကိုပြေးသည်ပြေးစပ်ဖုံမှုခိုင်းရာ ပိုဟာယူဒီရတဲ့ပြီးတော့ပကံစေအိုးတိုက်ပါထူးခြားသတင်းရှိပြီးဦးစောပေါ့စားမှာရဲစခန်းတို့အကြောင်းကြားလင်လေချေမြန်တော်စာပုတ်တမမှာအီမြအေးပါထို့ကြောင့်မြအေးအားရင်းနေနေတယ်လို့သူ့ဇယိုင်းနဲ့ယောသားအေးဆေးမှုကိုလေရဲအရာရှိပြီးပြီးမြင်ထားတည်ထားပြီးသားဖြစ်ပါတယ်တောင်းကြီးဟာလူတွေကိုတော်တော်ကြီးဒုက္ခပေးခဲ့တယ် လူတွေကသူ့တို့ကိုတက်ချိန်လောက်အောင် မုန်းနေပေမဲ့ဥပဒေကိုကြောက်တာရဲ့လူမိုင်းနဲ့ပြန်ပြီးတော့မမိုက်ချင်တာရဲ့ကြောင့်တိခတ်နေကြတယ်။တနေ့မှတော့သူ့ထက်မိုက်တဲ့လူပေါ်လာခဲ့ရင် ခံရလိမ့်မယ်လို့တွေးပြီးတော့အဲ့ဒီနေ့ကိုစောင့်နေကြတယ်။အခုအဲ့ဒီနေ့ကိုရောက်ပြီ။ဒါပေမဲ့တောင်းကြီးကိုအနားယူလိုက်တာက သူ့ထက်မိုက်တဲ့လူမိုင်းမဟုတ်ဘဲနဲ့တိတ်ဘာလုံးမှာအယိုးဆုံးအာအဆုံးရေခဲတုံးကြီးကိုမြာကြီးဖြစ်နေတယ်ဗျာ။ ကျွန်တော်တို့အသိပြီးတော့အံ့ဩတာပဲမင်းမြန်းစုံစမ်းတော့လေဟုတ်မှန်နေတာပေါ့တခါတည်းခေါ်လာအပ်ပြီတာပါဦးစောပေါ့ဆာကတန်တော်စွာဆိုပါလေညာကြီးအားရစကတမန်တလင်းပေါ်၌ပစိဒူးထုတ်လျက်ပါခေါင်းလေးငုံပြီးတော့ကြုံကြုံလေးထိုင်နေချပါလေကိုမြကြီးအပေါ်မှာထိုင်ပါရှေးမှာကလထိုင်လုံးကိုတော့ညွန့်ပြရင်းနေတဲ့ ကိုစိန်နိုင်က ပြောလာပါတယ်။မြအေးမထာရဲသေးပါ။ဦးစောပေါ့စကိုမော့ကြည့်ပါတယ်။သူ့ရွာလူကြီးကခေါင်းငိမ်ပြမှာရိုးရိုးကလေးထားပြီးတော့ခါလီကုန်းက ကလော်ထိုင်မှာအသာထိုင်လိုက်ပါတယ်။ဦးစိန်ကြိုင်ကဘေယူနာတက်စွာကြည့်ပြီးတော့ကဲကိုမြကြီးဒါဟာရဲစခန်းဆိုပေမဲ့ဘာမှမကြောက်နဲ့အတက်နိုင်ဆုံးကူညီပေးမယ်။အမှန်အတိုင်းပြောပြနော်ဟုတ်လား ။မြားရေးစီကဘာတံမှထွက်မလာပါ။ဦးကောင်းဟာငုံမြဲငုံလျက်ပါ။ကျိုးကြောက်အားငယ်စိတ်ဖြင့်သကလုံးတစ်လုံးထွက်ရန်ပြင်ပပန်းအာယူနေရရှာပါလေ။ဦးစောပေါ့စားကဘေးဆောင်လှည့်ကြည့်ပြီးတော့ပြောလေကွာဟုဆိုမှအထစ်ထစ်အငုံငော့ဖြစ်စကားသံများထွက်လာပါတော့တယ်။အဖေးအပြက်ကိုနားထောင်ရင်းနဲ့မြားရေးအားတနာမိရပြန်ပါလေ။ ိစ္စကားတော့မဖြစ်တော့ပါဦးထေးဆိုသူကဘဲများသွားယူခိုင်း၍ကိုမြအေးစိတ်ကြီးစွာသူသွားရပါလေနေ့လည်ခင်းအချိန်မှာဘဲတွေကိုချင်းနှလုံးမှာထည့်တဘိုးနေထမ်းပြီးတော့ပြန်လာခဲ့ပါလေနေကလည်းပူ မောလဲမောနေ၍ဘဲချင်းတွေချပြီးတော့သပင်ရိတ်မှာ နားနေစဉ်တောင်းကြည့်ရောက်ချလာပါလေအရက်လက်မိုးနေပါလေသူကဘဲချင်းကိုဖွင့်ပြီးတော့ ဘဲတကောင်ထုတ်ယူပါလေ။မြာအေးရှိကိုးပြီးတော့အကြိမ်ကြိမ်တောင်းပန်ပါလေ။မရပါ။တရှိဖြစ်ဘဲကိုခေါင်းဖြတ်တက်ပြီးတော့မိခင်ခိုင်းပါလေ။ကြောက်ကြောက်လန့်လန့်နဲ့ဘဲခင်နေစဉ်တောင်းကြီးကချင်းတချင်းကိုဖွင့်ပြီးတော့ဘဲတွေကိုလွှတ်လိုက်ပြန်ပါလေ။မြာအေးမနေတာပါ။သကောင်ချင်းပြေးလွှားဖမ်းရပြန်ပါလေ။တောင်းကြီးကတော့သဘောကျလို့ပါ။အာဟာရေမောလို့ပါ။အကုန်ပြန်ဖမ်းပြီးတော့ ချင်းပိတ်နေစဉ်နောက်တစ်ချမ်းဖွင့်ပြီးတော့ဘဲတွေကိုလွတ်လိုက်ပြန်ပါလေလင်းငါးချိန်ခန်းတစ်ချင်းပြီးတစ်ချင်းလွတ်လိုက်ပြန်ဖမ်းလိုက်နေအမောကြီးမြော့ကညာအေးလဲကြအသွားခဲ့ပါတော့တယ်သူခေါင်းထောင်အကြည့်မှာတော့တောင်းကြည့်ပြီးဘဲတွေကိုလွတ်ပြန်ချင်းတချင်းကိုပွင့်နေပြန်ပါလေဘဝတစ်လျှောက်လုံးမျက်နှာငယ်ဘဝဖြစ်အနှိမ်ခံအနိုင်ကျင့်ခံတယ်ညီခံခဲ့ရသူအများကြီးရင်ထဲမှာ 一地的高兴啊！Frog, 没看那些 PC，高大谁都不,會不會，开团来一把的。你看一红过来上场来一把的，啊，你妈现在的服务高全面的，当几局别多来一把的。打几架都帮忙不提吧，白金过陪你一吧。阿公说也来的，他不等巧，刚把对面轮身出装备的，冒眼来加多一码，我金币得送多钱吧？ စစ်မဲပြီးတော့ခဏအကြာမှာပြင်တောင်းကြည့်အလောင်းရောက်လို့လာပါလေအလောင်းကိုစေးုံတို့ပို့ရင်စေးစာရေးပြီးပြီးတော့စစ်လှုပ်လိုက်ပါလေဦးစောပေါက်စားကတော့အလောင်းတလောင်းတရက်ခန့်တရောင်းနေဒဘိုးတစ်ချောင်းကိုအပ်ပြီးတော့ပြန်သွားလေးပါပြီမပြန်မိမှာမြာကြီးကိုတော့တတအောင်ကိုကြီးပါအောင်ဒူမာဟီလောင်းကိုတော့ဒီမှာပဲကြည့်လို့လိုက်ကြပါကြွားပြန်တဲ့ရွာနာလိုက်မြေ ထို့သို့ပြောသွားသေးပါလေ။ဦးစိန်ကျိုင်ကလူတန်းမုန်းနဲ့ပတ်သက်ပြီးတော့ကိစ္စရများကိုဆောင်ရွက်ခါညထင်းအရာရှိကိုခေါ်ပါလေ။လူဆိုးတောင်းကြီးတည်ဆုံးသွားပြီဖြစ်ပြီးလူဆိုးအညွှန်းမာတိကစာချက်နဲ့အထုပ်ပရိရာဇဝင် လူဆိုးအဖြစ်ကဖြတ်သိမ်းရန်နဲ့လူတိုင်းတပ်ဖွဲ့မှုနဲ့မျိုးနယ်မှုထံအစီရင်ခံညွှန်ကြားပါလေ။ထို့နောက်မှာတော့ဓပုံမတန်းကိုလှမ်းပြီးတော့တောင်းကြီးဓပုံများပေါ်ဖြတ်၍ မင်းဒီကြက်ချေကြီးတခုကိုထွက်လိုက်ပြီးတော့73ရက်3လ1983နေ့တိုင်းမရဏဘန်းတန်ဆင်သွားသည်ဟုကြပြဆဆန်းရေးချာလိုက်ပါတော့တယ်လူတယောက်အသက်ခံရသည်မှာဝမ်းသာเสียရမဟုတ်ပါထို့အတူလူသားမှုတစ်ခုဖြစ်ပွားခြင်းသည်လည်းအပိုင်ရဲစခန်းတွင်သတင်းကောင်းမဟုတ်ပါယခုလူသားမှုကတော့ဤစကရဲ့နှင့်စက်ခြင်းဘက်ပါဝမ်းသာလုံးဆုံးနေကြပါလေ 我们大家都是学习联兵，我们连米没好多吧？出奖品嘞，果然是月楼的目的，干部穷也是跟着，这点我们没道理，这点受到我们批评吧？结果一片麦子扔到表边个去，作业后无声哉。结果不够买，冬也是跟着，我们一夜清理过麦子呀，只要我们生产队，再送一点嘛，我那队长别别多，再送一点奖励。 ဦးကောင်းတန်ရမှာတုံးသောလက်နက်ဖြင့်တာမန်တန်ရဖြစ်ကြောင်းစစ်စေးထိမြင့်ကြွားရှိ၍လူတတ်မှုမမြောက်ဘဲနဲ့တာမန်နာကျင်စေမှုသာမြောက်၍လာအနှဲငယ်အကြမှာပင်အချုံးမှလွတ်ကြောင်းဘဝင်ကြစွာသိရှိရပါတော့သည်ဟုတ်ကဲ့ပါခင်ဗျာစာရေးသူမောင်မိုင်းညို၆ဦးရေးသားထားတဲ့မိုက်တဲ့နေရာမှာတရားမရှိတဲ့လူမိုက်ကြီးတောင်းကြည့်လို့အမိရတဲ့လူမိုက်ဇလန်းကောင်းလေးတစ်ပုဒ်ကတော့ညီမာမာရင်ပြီးဆုံးလို့ဆိုပါပြီ။ တော့ရဲ့များပါလေကြက်ရှိနေတဲ့ဇလန်းရှိဇလန်းကောင်းများကိုဆက်လက်တင်ဆက်ပြီးမှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုစောင့်မျှော်အားပေးကြပါဦးခင်ဗျာကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျာစာပဲဖြစ်ပါတယ်ခင်ဗျာ